ီ6လပိုင်းမှာ Granger approve ရတယ်။ online ဒီမှာ Granger process ကိုရက်ထားတယ်လို့ကြားနေရတာ။အားရှိဖြစ်နေရတယ်အခုတော့ approve ရပြီ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် Granger ရှောက်တဲ့အချိန်မှာဘာတွေဖြစ်ခဲ့တယ်အခုနောက်ပိုင်းမှာ case ကို blue folder လောက်လို့ရတယ်။ case data တွေကို blue စစ်တယ်ဆိုရင်ပတ်သက်ပြီးတော့ဥပမာကိုရှောက်လေ့လာရင်းနဲ့ ိထားတာလေးတွေကို share ပေးပါမယ်ဖောင်ဆဖြစ်တဲ့အချိန်မှာ blanket တင်ဖို့ဖောင်ဆဖြစ်တဲ့အချိန်မှာသတိထားမှန်ချက်တွေအများကြီးရှိတယ်အဲ့ထဲမှာမှအမှုမှန်မှန်ပဲဖြစ်သွားနိုင်တဲ့အချက်တွေလည်းရှိတယ်အဲ့တော့ US နိုင်ငံမှာနေနေပြီးတော့ဒီ green card ရှာဖို့အကျုံးဝင်တဲ့ခေါင်းစဉ်တွေတတ်မှတ်ချက်တွေရှိတယ်ကိုက asylum granted လား refugee လား သူတို့ family business ရှောက်မှာလာအဲ့တော့ဖောင်ပြရတဲ့ပုံစံကတော့အကုန်တူမှာမဟုတ်ဘူး asylum နဲ့ refugee ကတော့တော်တော်များများတူပါလိမ့်မယ် i4 a5 ဖောင်ကိုဖြည့်တဲ့အခါမှာ a number တွေ USCIS online number တွေနောက်ပြီးတော့ US အဝင် date တွေကိုယ့်ရဲ့ personal information တွေမမားဖို့အရေးကြီးတယ်အားလုံးကတော့ view site ဖြည့်ကြမှာပဲဒါပေမဲ့ ကျွန်တော်အတွေ့အကြုံရဘာကိုအကြံပေးခြင်းလဲဆိုတော့ပြန်ပြန်စစ်ပါထက်ခါထက်ခါစစ်ပါ နောက်ဆုံးစာလိုက်သွားဖို့ဖို့စာအိတ်ထဲမထည့်ခင်အထိစစ်ပါဘာလို့ဒါကိုပြောလဲဆိုရင်ဘာလို့ဒါကိုပြောလဲဆိုရင် တခုခုမှာသွားရင်အလွယ်တကူလိုက်ပြင်လို့မရဘူးအစွန့်နေပိုးသလို အချိန်တွေလည်းအများကြီးပိုကုန်ပါတယ်ပိုဆိုးရင် case တစ်ခု လုံး reject လုပ်ခံရနိုင်ပြီးတော့အစအနေပြန်တင်ရတဲ့အထိဖြစ်နိုင်တယ်။ကျွန်တော်တို့ဆိုရင်အခုလို့ဒီ computer နဲ့ပေါ့နော် PDF file တွေကို font တွေကိုဖြည့်ရတဲ့အလေးချင်းကအရင်ကတော်တော်များများရှိခဲ့မှုတယ်။အလုံးလျှောက်တဲ့နေရာမှာဖြစ်ဖြစ်ကြောင်းလျှောက်တဲ့နေရာမှာဖြစ်ဖြစ်ဟိုပြောချင်တာကဒါမျိုးတွေနဲ့မစိမ်းဘူး။ဒါတော့ error တွေအမှားတွေခဏခဏတွေ့တယ်။ပြန်စစ်တိုင်းတွေ့ပါတယ်။ကိုကြောင့် မှားတာလည်းပါသလိုကိုလှုပ်တာမဟုတ်ဘဲနဲ့တခြားအကြောင်းအရာတွေကြောင့်လည်းဖြစ်တတ်တယ်။ဘာတွေလဲကျွန်တော်ပြောပြမယ်။ Green Card application ကိုဖောင်ဖြည့်ကြတဲ့အခါမှာ A number တို့ USCIS online account number တွေကအရေးကြီးတယ်ဆိုတာလူတိုင်းသိတော့ဒေချာကြီးစိတ်ဖြည့်ကြမှာပဲ။ဒါပေမဲ့ကျွန်တော်အပေါ်မှာပြောသလိုအားနိုင်တာကရက်စွဲတွေရှိတယ်။ကိုယ့်ရဲ့မွေးနေ့တွေပြီးတော့ US ကိုဝင်လာတဲ့ရက်စွဲတွေ ပြီးလွန်ခဲ့တဲ့9နှစ်ကကိုဘယ်နေရာကနေဘယ်နေရာမှာဘယ်နှခုနှစ်ကနေဘယ်နှခုနှစ်အထိနေခဲ့ရဆိုတဲ့ရက်စွဲတွေပြီးတော့အလုတ်လုတ်ခဲ့တဲ့ရက်စွဲတွေဒါတွေကမှားပြနိုင်တယ်အဲ့ဒါတွေကတိုက်ပင်အရာကြောင့်လည်းမှားနိုင်တယ်လို့ဥပမာထားပါတော့နောက်ဆုံးအလုတ်က2024ခုနှစ်မှာပြောင်းခဲ့တာကိုကဒါပေမဲ့ဖောင်ပြည့်တဲ့အခါမှာကိုကအခုရောက်နေတဲ့ခုနှစ်ကိုဆွဲပြီးတော့2025လို့မှားပြနိုင်တယ် မိသားစုတစ်ခုလုံးစားအတွက်ဒီ green card application တယောက်တည်းရပဲဒီ form တွေကိုဒိုင်းကန်ဖြည့်ပေးနေရတယ်ဆိုရင်ဒါမျိုးကပိုဖြစ်နိုင်ပါတယ်။ဟို form ဖြည့်တာကိုယ့်ရဲ့မိသားစုဝင်တူကဖြည့်ရပဲဖြည့်ဖြည့်ကိုက case worker နဲ့လို့လို့ case worker ကဖြည့်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်။သို့မဟုတ်လည်းတခြားဟိုနားလေတဲ့ join လူတရားရောက်စီမစားပေးယူပြီးတော့လောက်ခိုင်းလို့ဖြည့်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်။ဘလို့ပဲဖြစ်ဖြစ်ကဟို မှားနိုင်ပါတယ်ဆိုတာကိုပြောတာပါ ပြီးတော့ဖြစ်ရမယ့်စာမျက်နှာကများတဲ့အတွက်ကိုဖြစ်ရမယ့်အကြောင်းအရာတွေအကွက်တွေမေးခွန်းတွေကိုကြော်သွားနိုင်တယ်ပြီးတော့အဲ့ဒီထဲမှာ yes no question တွေမှာ tick လေးတွေလောက်ရပါတယ်တော့အဲ့ဒါတွေကလည်းကြော်သွားတတ်ပါတယ်အရေးကြီးတာနောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါကကို့မှာ I94 လို့ခေါ်တဲ့ဒီ US arrival departure record ပေါ့နော်ခီးသွား record ရှိရယ်ဆိုရင်အဲ့ထဲမှာဖြည့်ထားတဲ့နာမည်အတိုင်း green card မှာ green card ရှောက်တဲ့အချိန်မှာဖြည့်ရတဲ့နေရာတနေရာရှိတယ်အဲဆိုပါစို့ကျွန်တော်နာမည်ကအောင်မြင့်မြတ်ဆိုရင်ဒီနိုင်ငံရဲ့ပုံစံအရ I94 form မှာသူတို့က family name ပေါ့နော် last name နဲ့ given name first name ဆိုပြီးထည့်ရတယ်အဲ့တော့ last name ကမြတ် first name ကအောင်ဆိုပြီးလိုက်တာရှိတယ်အလဲကမြင့်ဆိုတဲ့စကလုံးမပါလာဘူး iPhone မှာအဲ့ဒါကိုကျွန်တော်တို့ဒါမျိုးကကျွန်တော်တို့နိုင်ငံမှာမရှိဘူးလေဟုတ်တယ်မလားဒါပေမဲ့ဒီမှာကတော့လို့ရှိတယ်အဲ့တော့အဲ့ဒီနေရာကို ဖြည့်မယ်ဆိုရင် i94 မှာဘလို့ရေးထားတယ်လဲဆိုတာတွားကြည့်ပြီးတော့အဲ့အတိုင်းဖြည့်ပါအဲ့ဒီနေရာလေးကိုပြောရအောင်ကျန်တဲ့နေရာကကိုဖြည့်နေကြနိုင်ငံတိုင်းဖြည့်ဆုံးထည့်ရအောင် တကယ်လို့ i94 မှာအောင်မြင့်ဆိုတဲ့နာမည်ကို first name ယူထားပြီးတော့ last name ကမြက်လို့ယူထားရင်တော့ဒါမှန်တယ်ဒီ၃နာမည်၃လုံးစလုံးပါတယ်ပေါ့နော်ကဲလို့မပါဘူးဆိုလို့အလဲကမြင့်ဆိုတာမပါဘူးဆိုရင်တော့ကျွန်တော်တို့အဲ့နေရာမှာဖြည့်တဲ့အခါမှာလည်းအဲ့မြင့်ဆိုတာကိုထည့်ဖြည့်လို့မရဘူးကျွန်တော်ဒီဘက်မှာနမူနာလေးပြထားပြည့်အားလုံးဖြည့်ပြီးလို့စစ်တဲ့အခါမှာဖြစ်နိုင်ရင် print ထုတ်ပြီးတော့စစ်ပါ ကျွန်တော်နဲ့ကျွန်တော်မိန်းမနဲ့နှစ်ဦးတည်းတင်တာနော်သူဖောင်သူဖြည့်တယ်အကျွန်တော်ဖောင်ကျွန်တော်ဖြည့်တယ်ပြီးတော့ပြန်လန်းလဲစစ်ကြတယ်ဒါတော့၄ခါလောက်ပြန်ပြင်ရတယ်ပြင်ရတာတွေကအပေါ်မှာ ဖြည့်ခဲ့တယ်လို့ပဲဟာ sorry အအပေါ်မှာကျွန်တော်ပြောခဲ့တယ်လို့ပဲအဲ yes ဝဲဒီမှာခုနှစ်တွေမှားတယ်ဖြည့်ဖို့ကြံခဲ့တယ်မြို့နံမဲတွေမှားတယ်မြို့နံမဲတွေဖြည့်ဖို့ကြံခဲ့တယ် နောက်ဆုံးမှားတဲ့အမှားကံကောင်းလို့မှားတယ်လို့တော့ပြောပြောရမှာဖြစ်နေတယ်။အဲဒီ Gringo Farm မှာအာကျွန်တော်ဖြည့်ပြီးလို့ရှင်လက်မှတ်ထိုးပြီးတော့စေးလိုက်ပြန်ပြင်လို့မရတော့အဲဘာဖြစ်လဲဆိုတော့အဲကျွန်တော်တို့ကဒီစန္ဒာစောတာလဲပါတာပေါ့နော်ဒီ Gringo Farm တင်လို့ရတဲ့ရက်မရောက်ခင်နှစ်လလောက်တည်းကကျွန်တော်တို့ကဒီအဲ့ဖြည့်ရမယ့် farm ပေါ့နော်အဲ့485 farm ကို ဒေါင်းလုဒ်ကြိုလုပ်ထားပြီးတော့ကြိုပြီးတော့ကြည်ထားတာနော်ဘာတွေဖြစ်ရမှာလဲဘယ်လိုပုံစံမျိုးလဲဆိုကြိုပြီးကြည်ထားတာအဲ့တော့တကယ်ဖြည့်တော့လေကျွန်တော်ဒေါင်းလုဒ်လုပ်ထားတဲ့ဖောင်တွေထဲမှာကျွန်တော်ဖြည့်လိုက်တာပေါ့ final print ထုတ်ပြီးတော့စစ်လိုက်တော့ကျွန်တော်ရဲ့ဖောင်မှာဒီ yes no question တခုမှာ tick ကလေးတခုလုပ်ဖို့ကြံနေရပုံမှန်ဆိုရင်ဒါပါခက်လေလှုပ်လိုက်ရုံပဲပေါ့နော်ပြဿနာကလှုပ်ရမယ့်နေရာကဂျားတွေက page မှာဖြစ်နေတယ်ပြီးတော့လက်မှတ်ထိုးပြီးစေထားရတဲ့ပြန်ပြင်လို့မရအောင်အဲ့တော့ form လို့မှာ SI မျက်နှာကိုတွားပြီးတော့ပြင်မယ်ပြီးအဲ့စာရတဲ့ပဲ print ထိုးပြီးတော့လဲပြီးတော့ကျွန်တော်ကတ်လိုက်မယ်ဆိုပြီးတော့လှုပ်တာပါအဲ့မှာနောက်ထပ်ကံကောင်းတာတစ်ခုကကျွန်တော်က form နေနဲ့ပွားနေလို့ဆိုပြီးတော့မှားမှာဆိုလို့ဆိုပြီးတော့ဒီ i485 form ကို USCIS website ကနေ download သွားလုပ်တာ ပြီးတော့ကိုပြင်းမဲ့စာမျက်နှာကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒါလည်းမဟုတ်တော့ဖောင်ကချိန်သွားတာအရင်က24မျက်နှာ sorry အရင်ကစာမျက်နှာ20ဖြည့်ရတာကနေပြီးတော့စာမျက်နှာ24မျက်နှာဖြည့်သွားတာဖြည့်ရတဲ့စာမျက်နှာ USCIS က edit လုပ်လိုက်တာဖောင်ကိုအဲကျွန်တော်လည်းဒီလို edit လုပ်လိုက်မယ်ဟို edit လုပ်နိုင်တယ်ဆိုတော့တတိမထားမိကဲကိုရင်းရအောင် final print မလုပ်ခင်မှာဒါအဲ့အမှားကိုကျွန်တော်တို့မတွေ့ခဲ့ဘူးသူမဟုတ်မမားတာမမားခဲ့ဘူးဆိုရင်ကျွန်တော်ကဒီ found account နဲ့တင်လိုက်မိမှာအဲ့ကြရင်တော့ case က reject လဲဖြစ်နိုင်တယ်လို့ပြီးတော့ပြန်ပြန်ခိုင်းတဲ့ကိစ္စရယ်လဲလာခြင်းလာမှာပေါ့နော်ဖျားမှတယ်လို့ပဲပြောရမှာပေါ့နောက်ပြီးတော့ i485 နဲ့တွဲပြီးတင်ရတယ်နောက်တဲ့ form ကူက i693 ပါ သူက immigration နဲ့ပတ်သက်တဲ့ American exam မှာဆိုတော့ဟိုစစ်စစ်ချက်ယူရတာပေါ့နော်စစ်စစ်ချက်က civil sergeant နဲ့ဖြတ်ပြီးတော့စစ်စစ်ချက်ယူရတာအာတွေးတွေပိုင်းလဲစရတယ်အဲ့ဒါတွေက form ကတော့ကိုယ်တွေဘက်ကဖြည့်ရတာကအဲ့လောက်မြန်မြန်ဆဆမဟုတ်ဘူးဆရာဝန်ဘက်ကဖြည့်ပေးတာပေါ့နော်ဒီကျမ်းပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုတော့ပတ်စံတော့ပေးရတယ် ဈေးနှုန်းတွေကိုတော့မသွားခင်ကိုသွားမဲ့ဈေးကန်းကိုကြိုပြီးတော့ဖုတ်ဆက်ပြီးတော့မေးကြည့်ပေါ့နော်တရားကိုဘယ်လောက်ရှိရဲဆိုတာကိုမေးကြည့်ပေါ့အဲ့တော့ကိုရဲ့လက်ရှိ immigration status ရဲ့ကိုနေတဲ့နေရာပုံမူတည်ပြီးတော့ဈေးနှုန်းကတော့တရားနဲ့တရားတူမယ်လို့ကျွန်တော်မထင်ဘူးပြောအဲ့ဆေးစစ်ထားတဲ့တရားဝင်နဲ့တွေ့ပြီးတော့ဆေးစစ်ချက်ယူထားပြီးဆရာဝန်ဖြည့်ပြီးလက်မှတ်ထိုးထားတဲ့ file ကိုသူတို့ကသူတို့ရဲ့တတ်မှတ်ထားတဲ့စာအိမ်နဲ့ပိတ်ပေးလိုက်တာချိတ်ပိတ်လိုက်တာပြန်ဖွင့်လို့မရဘူး ဖွင့်မိရင် case ကိုလက်မခံအောင်ရွေးစရာဟင်ကပြီးတော့တခါလေးလည်းမရဘူးအဲဆေးစစ်ပြီးတော့သူတို့တပတ်လောက်ခွာပြီးတော့ပြန်ချိန်တယ်ပြန်လိုက်လို့ရပြီဆိုမှတွားယူရတာပေါ့နော်တခြားပြည်နယ်တွေမှာတော့မသိဘူးကျွန်တော်နေတဲ့မြို့မှာအဲစီဗဲစာဂျင်ဆရာဝန်အပွိုင်းမန့်ရဖို့ကတော်တော်ဆောင်ရတယ်တလာနီးပါးဆောင်ရတယ်ကျွန်တော်တို့ကမဆောင်ကျင်ဘူးမဆောင်ကျင်တော့ကျွန်တော်ဆရာနေပြီးတော့ ကားနဲ့သွားပြန်ဆို၃နိုင်လောက်သွားရဲတခြားမျိုးတစ်ခုကိုသွားခြားမျိုးတစ်ခုကဆရာဝန်စီကိုသွားပြီးတော့ appointment ယူပြီးတော့သွားလိုက်တာပေါ့နော်အဲဒီကိုသွားလို့ရှိရင်ဆရာဝန်အဲ့ဈေးကောင်ကိုသွားလို့ရှိရင်ကိုယ့်ရဲ့ ID တွေ immigration နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအားလုံးနောက်ပြီးတော့ကိုယ်စေးစစ်ထားတဲ့စေးစစ်ချက်တွေအထူးသဖြင့်ကာကွယ်ဆေးထိုးထားတဲ့စာတွေစာရွက်တွေအားလုံးယူသွားပါအဲ့ဒါတွေအားလုံးတောင်းပါတယ်ဆိုတော့အဲ့ဒါတွေပေါ်မှာပဲ ကြည့်ပြီးတော့ဒီဆရာဝန်ကဆက်လုပ်ပေးတာ။နောက်ပြီးတော့ immigration နဲ့ပတ်သက်တဲ့သူတို့တောင်းတဲ့စာရွက်တွေမစုံလို့ရှိရင်လည်းသူတို့က iPhone ကိုဖြည့်မပေးပါဘူး။နောက်ပြီးတော့ကာခွေဈေးပေါ့နော်။ကာခွေဈေးမှာလည်းသူတို့သတ်မှတ်ထားတဲ့အဲထိုးရမယ့်ဈေးတွေမပြည့်လို့ရှိရင်ပြန်ထိုးခိုင်းပါလေ။အဲတော့ထိုးခိုင်းပြီးမှနောက်တစ်ခေါက်ပြန်လာခိုင်းတော့မှကျွန်တော်တို့ဆိုရင်ကျွန်တော်ဆိုကာကွယ်ဆေးထပ်ထိုးရတယ်အဖလူရယ်ကိုဗစ်ကေ နောက်တဲ့နှစ်ခုကကျွန်တော်ခေါ်တော့မေ့သွားပြီဗောနော်မတိတော့ဘူးဒါပေမဲ့အဲ့စီနှစ်ခုကဈေးကြီးတယ်အဲဖလူနဲ့ကိုဗစ်ကတော့လကားထိုးလို့ရတယ်အဲ့ဈေးကမှပြနေနေတယ်ပြနေမှာပဲဆရာမကျွန်တော်တို့ကကာဝယ်ဈေးထိုးထားတဲ့မှတ်တမ်းတွေကိုနောက်တစ်ခေါက်ပြန်ဖိနေတဲ့သူထိုးခိုင်းတဲ့ဈေးတစ်မျိုးကကျွန်တော်ထိုးပြီးသားဖြစ်နေတာသူသွားတွေ့အဲ့ဈေးတစ်မျိုးကထိုးစရာမလိုတော့ဘူးဗောနော်ဒါကြောင့်မို့ကျွန်တော်ကကာဝယ်ဈေးထိုးထားတဲ့မှတ်တမ်းတွေအားလုံးယူသွားဖို့အကြံပေးတာပါ စီရီထိုးပြီးမှပြန်လာဖို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကရှင်းပြတာပေါ့နော်ဟိုလားတာဝေးတဲ့အကြောင်းအလောက်ကနေခွင့်ယူရတာမလွယ်တဲ့အကြောင်းဟိုရှင်းပြရတာပေါ့ဒါပေမဲ့အဲ့စီခက်မှာထိုးလို့ရလားမြို့တော့ကြတော့ဆရာကထိုးလို့တော့ရတယ်ဒါပေမဲ့စေးစေးရစေးရဈေးပူကြီးတယ်တဲ့သူတို့ဈေးကမ်းမှာဆိုလို့ရှင်ပြီးလို့ရှင်ကျွန်တော်တို့ဒီ insurance ကပုံမှန်အဒီလိုဈေးပူတွေကိုများသောအားဖြင့်ပေးလိမ့်မရှိဘူးပေါ့နော် အဆရာမကသဘောတော့ကောင်းပါတယ်အဲဘာဖြစ်ဖြစ်ဆေးကထိုးရမှာပဲဆိုတော့အာဆရာမကဘာလုပ်ပေးလိုက်လဲဆိုတော့သူလှုပ်ဆရာရှိရတော့ဆက်လုပ်ပေးလိုက်တယ်အဲဒါပေမဲ့ဒီဂျားထဲမှာဟိုသူတို့ပြန်ချိန်မှာပေါ့နော်ဒီစာအိတ်ကိုလိုက်လို့ရပြီဆိုပြန်မချိန်ခင်ဂျားထဲမှာအဲ့ကောင်ဝင်စုကို သွားထိုးသွားထိုးပြီးတော့အဲ့စီးထိုးထားတဲ့ record ကိုသူတို့စီကို email နဲ့ပို့ဖို့ပြောတယ်အဲ့ဒါလေးရောအဆင်ပြေသွားတာပေါ့နော် နောက်ပြီးတော့ ိုက်မှလည်းအတူတူပဲဆရာဝန်ကသူလက်မှတ်မထိုးခင်မှာအဲ့ကျွန်တော်တို့ရဲ့တယောက်ချင်းကြီးရဲ့ဖောင်တယ်သူဖြည့်တယ်အကြောင်းအရာနေဖြည့်တယ်ဖြည့်ပြီးလို့ရှိရင်သူတယောက်ချင်းကြီးခေါ်ပြီးတော့မေးတာကြာနေချက်လက်မှတ်နေတော့ဒီဟာမှန်နေတော့ဒါမှန်နေတော့နာမည်မှန်နေတော့မွေးနေ့မှန်နေတော့ဖုန်းနံပါတ်မှန်နေလိပ်စာမှန်နေတော့အဲ့လိုမျိုးတွေမေးတာသူကမေးပြီးတော့ကိုယ့်ဘက်ကမှန်နေသေးကြတယ်ဆိုမှသူကလက်မှတ်ထိုးပေးလိုက်တာပေါ့နော်ဆိုတော့အဲ့မှလည်းတေချာစစ်ဖို့အကြံပေးခြင်းနဲ့ အဲ့ဒါနဲ့ကိုမြို့ကိုပြန်လာပြီးတော့ဟိုကာဝစီထိုးအောင်ပေါ့ထိုးရမယ်ဈေးကိုစုံစမ်းလိုက်တာဈေးရဲ့ဈေးကိုစုံလိုက်တာဈေးကြီးပါတယ်လန့်အောင်လန့်သွားပါတယ်ဈေးကတော့နောက်တော့အဲဒီ junior community ကိုသွားတာပေါ့နော်အဲ့မှာကျွန်တော်တို့ပြနေကြကျွန်တော်တို့ရဲ့ဟိုဆရာဝန်ရှိတယ် provider ပေါ့နော် provider ရှိတယ်သူနဲ့သွားတွေ့လိုက်တယ်သွားတွေ့တော့ဟို flu နဲ့ covid ကတော့ အလကားထိုးလို့ရတယ်ဆိုတော့ပြဿနာမရှိဘူးအဲအဲ့မှာနောက်ထပ်ကံကောင်းတဲ့ခုကဆရာဝန်ကအဲကျွန်တော်တို့ရဲ့ provider ကကြီးလိုက်တော့ဒီ civil sergeant ထိုးခိုင်းတဲ့ကာဝယ်ဆေးကကျွန်တော်တို့ရဲ့သွေးစစ်ချက်ဖြစ်မှာအာဘလို့ခေါ်လဲ immune ဖြစ်ပြီးပြီပေါ့နော်အဲ့တော့ဒီဒီကာဝယ်ဆေးကထိုးစရာမလိုဘူးတဲ့ဆိုတော့အာနေသူကဘာလုပ်ပေးလဲဆိုတော့ထောက်ခံစာပြန်ရေးပေးလိုက်တာဟို civil sergeant ဆရာဝန်စီကိုလေဒီသူတွေ ID number တွေ ဘာတွေညာတွေပေါ့ဗျာအဲဆာထောက်ခံစာရေးပေးလိုက်တော့အဆင်ပြေသွားပါတယ်စေကန်းကကျွန်တော်တို့ရဲ့ file တွေအစင်းသိဖြစ်ပြီး live ကိုဖုန်းဆက်တယ်အဲ့တော့တွားอยู่တော့တို့ရဲ့ချိတ်ပိတ်မဲ့ file တွေကိုတကယ် original အောင်မထည့်ခင်ကျွန်တော်တို့ copy ပြပြီးတော့စစ်ခိုင်းပါသေးတယ်အဲ့မှာလဲအမားတွေ့တာပဲအာပြန်ပြင်ခိုင်းလို့ရပါတယ်အာဘာတွေ့ရလဲဆိုတော့ဒီကာခွေစေးထိုးထားတဲ့ ှတ်တမ်းတစ်ခုမှာခြေထားကျွန်တော်မိမအောင်ပေါ့နော်သူတို့လိုမျိုးတစ်ကလေးတွေအမှန်ကြီးလေးခြေထားတဲ့အချိန်မှာတစ်ခုကကြတော့ကျွန်တော်မှခြေထားတယ်အဲကျွန်တော်မိမမခြေထားဘူးပေါ့အဲ့တော့အဲ့လိုမျိုးဆိုကျွန်တော်မတူဘူးလားပေါ့နော်သွားမေးရတာဆိုအဲ့လိုမျိုးမေးပြီးတော့သူတို့ပြင်ရမယ်ဆိုပြင်ပေးတယ်အဲတခုတည်းရှိတာပေါ့လေဟိုမိန်းကလေးနဲ့ယောက်ျားလေးထိုးရမယ်စီသို့မဟုတ်လေမိသားစုမှာကလေးရှိရဆိုကလေးထိုးရမကာကွယ်စီအဲ့လိုက်တော့ကွဲနိုင်တာပေါ့ဒါပေမဲ့ကိုကမတင်ကားဘူးဆိုလို့ရှိရင် ဟိုမှားတယ်လို့ထင်လို့ရှိရင်သွားမိလို့ရတယ်သူတို့မှားတယ်ဆိုရင် ပြင်ပေးတယ်ပေါ့နော် iPhone ရခဲ့ယူပေါ့ဗျာအားလုံးစုံပြီးအိမ်ကိုပြန်ရောက်ပြီးနောက်နေ့စာရိုက်ကနေပို့မယ်ဆိုပြီးတော့နောက်ဆုံးပြန်စစ်တဲ့အချိန်မှာဘာထက်တွေ့လဲဆိုတော့စေကန်းကခုနသူတို့စာရိုက်ထည့်ထည့်ပေးတဲ့ file ကို copy ပေးလိုက်တယ်အဲ့မှာကြည့်ရတော့နောက်ဆုံးစာရွက်တရွက်မှာကျွန်တော်နဲ့ကျွန်တော်မိန်းမရဲ့စာရွက်ကို မှားတွဲထားတာ file က copy လုပ်ရင်းနဲ့ဟိုမှားပြီးတော့ stapler ချုပ်လိုက်တာလေဖြစ်နိုင်တယ်ဒါပေမဲ့စာအိတ်တကယ် original စာအိတ်ထဲမှာလည်းမှားတွဲသွားတာဖြစ်နိုင်တယ်အဲ့တော့အစကတော့ဟိုကျွန်တော်ရိုးရိုးလေးစဉ်းစားတာပေါ့နော်ဒီတိုင်းပဲတင်လိုက်ရမှာဒါတအိမ်နေပဲပေါ့နော်အဲ့လိုစဉ်းစားဒါပေမဲ့ file ကတခုရင်းစီသွားမှာလည်းဖြစ်တယ်ပြီးတော့ဒီအရေးကြီးတဲ့ကိစ္စဆိုတော့စည်းကမ်းကို ဖုန်းဆက်ပြီးတော့ပဲလှမ်းမိလိုက်တယ်။ထင်းတဲ့အတိုင်းပဲသူတို့ကမတင်ခိုင်းဘူး။စီကောင်ပြန်လာခိုင်းတယ်။ပြန်လာပြီးတော့သူတို့ချိတ်ပိတ်ထားတဲ့ file ကိုသူတို့ကသူတို့ဖွင့်နေဖွင့်ပြီးတော့စစ်တယ်ပေါ့နော်။အဲ့တော့ဖြစ်အဲ့ထဲမှာမှားနေလားမှန်းနေလားတော့ဟိုမမေးတော့ဘူးပေါ့နော်သူတို့လည်းမပြောတော့ဘူးဟိုပြန်စစ်ပြီးတော့စာရေးတင်နေပြန်လုတ်ပေးလိုက်တယ်ပေါ့။အဲ့တော့နောက်တော့အရာကြီးနဲ့အားလုံးပဲတင်လိုက်တယ်။ကိုလာတိတိကြတဲ့အချိန်မှာ ခုဆိုရင် approve letter ရရပေါ့เนาะအဲကျွန်တော်ဒီ video ဒီကောင်လေးကိုကျွန်တော် edit အဲလုပ်နေတဲ့အချိန်မှာကျွန်တော် edit လုပ်တာမကြွတော့နည်းနည်းအချိန်ကြာသွားတာပေါ့เนาะအဲ့ကြာထဲမှာ green cap မရောက်ခင်မှာအဲကျွန်တော် biometric သွားယူတာရှိရယ်ဆိုတော့ပြီးလို့ရှင်ကြာထဲမှာ appointment စာလာရရှိရယ်ပေါ့เนาะအဲ့တော့အလားတွေမှာကျွန်တော်ဘယ်လိုဆက်လုပ်တယ် နောက်ပြီးတော့ကိုယ့်ရဲ့ status ကိုဘယ်လိုစစ်လို့ရရဲကို case ကကြာနေရထင်လို့ရှင်အဲဘယ်လို follower လုပ်လို့ရရဲကြောက်ကိုကဒီ application ကိုတင်ပြီးတော့ဘယ်လောက်ကြာလို့ရှင်ဘလူးစာတွေကိုရင်ထားရတဲ့ဆိုတာလေးကိုကျွန်တော်နောက်ဗီဒီယိုနဲ့ကျွန်တော်ရှင်းပြမယ်ခုကရမ်းရှည်တော့မှာဆိုလို့နော်အဲ့ဒါလေးကိုကျွန်တော်နောက်ဗီဒီယိုမှာပြန်ရှင်းပြပါမယ်အားလုံးကံကောင်းကြပါစေ